အားလုံးပဲမင်္ဂလာပါဗျာ။ Silent တင်ထားမှာပြန်လဲကြိုးဆိုလိုက်ပါတယ်ခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်တံပြီးတော့ဖိုင်ရောနေတိုးနဲ့ချူလေးကိုအများဆုံးဝိုင်းပြီးဆဲနေတယ်ပေါ့။တရားမျှတမှုမရှိကြောင်းပြောလာတဲ့မျိုးသားတူရဲ့ရုပ်တံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ဒါမှမျိုးသားအဲ့ဒီကြောင့်လည်းပတ်သက်ပြီးမျိုးဦးတော်လိုင်းဆရာတော်ကိုလည်းပြောဆိုထားပါတယ်အားလုံးလည်းဝင်ရောက်ကြည့်ရှုပြီးတော့လေလာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းဇိုင်းလန်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ားလုံးမင်္ဂလာပါမြန်မာနိုင်ငံမှာဒီပါလဲဟွာပေါ့အနုပညာရှင်တွေကစိတ်ကောင်းစီရဲ့ဖီအားနဲ့သူတို့ကစကားရိုက်တဲ့ဟာဟိုဒီချောညာတွေရိုက်ခဲ့တဲ့ဟာတွေတွေ့တယ်ရေကောက်ပွဲကိစ္စနဲ့အဲ့ထဲမှာအောင်ခံအောင်ခိုင်တို့မြင့်မြတ်တို့နေဝင်းတို့တော်လက်တို့ကပမာတွေပါပဲ နေသိုးလဲပါတယ်ကျူးလေးရခိုင်ကတော့ကျူးလေးနဲ့နေသိုးလို့ပြောမှာပေါ့အဲ့ဒါကိုကျွန်တော်ပြောမယ်ဒီကအဘွားဖုန်ကြီးပေါ့နော်ຫນွေဥတော်တော်လှန်ရေးဖုန်ဖုန်ကြီးဆိုတဲ့လူနေသိုးမိုက်ကိုမေကိုလို့ဆိုပြီးမှဖုန်ကြီးတယောက်ကဒီလောက်ရိုင်းဆိုင်တဲ့စကားလုံးမတုံးတင်ပါဘူးဖုန်ကြီးကရုံတုံးပြီးမှတင်ကောင်းဝတ်တဲ့ဖုန်ကြီးတပါးကအနေနဲ့ နေတော့ကိုမေကိုလို့ဆိုပြီးမှရေးတဲ့ဟာကြီးရတော့မလွန်လွန်းဘူးလားကွာပြီးမှဆဲတဲ့လူကလည်းအဲ့ကျူးလေးနဲ့နေတော့နေရောက်ပဲတော်ကျူးလေးနဲ့နေတော့ပဲရခိုင်လူမျိုးဖြစ်လို့ဆိုတဲ့ပုံစံနဲ့ဆဲသွားကြတယ်အဲ့ဖုန်ကြီးပြောတဲ့မှအแทတွေမှလည်းကြည့်လိုက်နေနေဝန်းတော့အောင်ခိုင်တော့နော် ပြီးမှဟိုတော်လက်တော့မြင့်မြတ်တော့မပါဘူးမျက်နှာမလိုက်ကြနဲ့ဒီအလုတ်ကိုလုတ်နေတဲ့အသူအချင်းချင်းတောင်မှခမရတို့မျက်နှာလိုက်မှတော့ရခိုင်လူမျိုးတွေကလည်းပြောမှာပေါ့လူမျိုးရင်းနဲ့တိုက်ခိုက်တယ်လို့ပြောမှာပေါ့ဥပမာကျွန်တော်ချင်းလူမျိုးချင်းလူမျိုးထဲမှာမင်းသမီးတွေရှိတဲ့ဟာအစိုးရတွေရှိတဲ့ဟာတွေ အဲ့ထဲမှာပါကြည့်ပါလားချင်းတဲ့တဲ့လာပြောရင်ငါတို့လည်းခြိုက်မှာမဟုတ်ဘူးမင်းတို့ပမာတွေရလဲလေတဖက်ပိတ်တဖက်ပိတ်တဖက်ပိတ်တမာတွေအယံများတယ်ဖုံကြီးကအစနော်ကျွန်တော်ကပမာမလို့ပြောတာမဟုတ်ဘူးဒါပေမဲ့မင်းတို့ပြောတဲ့ဟာတွေကအယံလွန်သွားပြီအယံလွန်သွားပြီအဲ့လိုမျိုးကြီးရတော့ခင်ဗျားတို့လုတ်တာမကောင်းဘူးဖုံကြီးကအစ ျွန်တော်တို့ပြောမယ်စိတ်တော့မဆိုးကြနဲ့ညီအကိုပမာတွေဒီမြန်မာနိုင်ငံတော်စုပ်ပြတ်ဖြစ်အောင်လဲခမရုပမာတွေပဲဖန်တီးတာဒီနိုင်ငံမှာလူလူနဲ့တူအောင်နေလို့မရအောင်လဲခမရုပဲဖန်တီးတယ်တခုခုပြောမယ်ဆိုရင်လဲခမရုပဲတခိုးတော်မှာတသေးဖြစ်အောင်လုပ်တာလဲခမရုပဲ တခိုးတက်သေးဖြစ်အောင်လုပ်တာခမရတော့ပဲလေစစ်ကောင်စီတော့တခိုးတွေလေအဲ့လိုခမရတော့ဘောမာရလဲခမရတော့ပါပဲအဲ့ထဲမှာတိုင်းသားတို့ရဟိုနောက်ကနေလိုက်လာတယ်ဘာလို့ဆိုသူတို့လည်းစားကော့လိုချင်တာဟုတ်음မြန်မာနိုင်ငံမှာလူဦးရေအများဆုံးခဲကယူအားတဲ့လူအများဆုံးလဲဗမာတွေပဲ ကျွန်တော်ပြောတာကျွန်တော်အမှန်ပြောလို့ခင်ဗျားတို့အတော့ခားမယ်ဆိုရင်လဲကိစ္စမရှိဘူးအမုန်းခံပြီးမှပြောမယ်နှစ်ပေါင်းခုနှစ်ဆယ်ကျော်တီအတွန်းမှာနစ်လာတာအာနာတင်းလိုက်ပြန်ပေးလိုက်အမျိုးမျိုးလှုပ်လိုက်တာလဲမင်းတို့ပမာလူကြီးတွေပဲအထူးတစ်ဖြစ်အောင်ဆန်းစုကြီးတို့ဦးဝင်းမြတ်တို့တမရာကြီးတွေဖမ်းတာလဲမင်းတို့ပမာလူမျိုးတွေပဲ င်းတို့ပမာလူမျိုးတို့အချင်းချင်းဖြစ်တဲ့ဗျဒနာမှာတို့တို့တိုင်းသားတို့ရရောင်ချာချာလဲပြီးမှဟာလာဟိုဖက်ပါမလို့လို့ဒီဖက်ပါမလို့လို့ဟိုဖက်မပါလိုက်ဒီဖက်မပါလိုက်တီပဝါနဲ့ကျွန်တော်တို့နိပောင်း90လဲလာလဲနေကြတယ်ကျွန်တော်တို့ကအဲ့တော့ကျွန်တော်တို့ကပမာတွေချောက်ပြောရင်ခင်ဗျားတို့ခံပြင်းတယ်အခုရခိုင်ဖက်မှာရက်တီတာမဟုတ်ဘဲနဲ့ခင်ဗျားတို့နေတိုးကိုတော်မှာဖုန်ကြီးတပားဖြစ်ပြီးမှာ တင်ကန်းနော်တင်ကန်းလူကတကိစ္စမရှိဘူးခမရတို့ဝတ်ထားတဲ့တင်ကန်းကဘလောက်မြင့်မြတ်လဲဆိုတော့ခမရတိတလားဖုံးကြီးတပါအနေနဲ့ဒီတင်ကန်းကိုခြုံရဲ့အသားနဲ့နေတို့ကိုမေကိုလို့ဆိုတဲ့စကားလုံးကိုရေးသွားတာငါတော့မင်းအကောင့်လို့ကြည့်တော့အော်တော့အော်အရင်တော့ကျွန်တော်မင်းကိုအားပေးခဲ့ဘူးတယ်ဒါပေမဲ့ အရင်တော့လည်းတခါတလေကျွန်တော်ဝေဖန်ခြင်းတယ်ဒါပေမဲ့ကွာထားလိုက်ဆိုပြီးမှအများအားထားဖြစ်တယ်ဒီတခါတော့ပြောပြရစေများတော့များလုံးပြီဖုံကြီးတပါဖြစ်ပြီးမှမင်းတို့ဖုံကြီးတွေပဲစစ်တဘောမလာလဲဖုံကြီးဒီမိုကရေစီလိုလိုဘာလိုလိုနဲ့ခမရတို့ဖုံကြီးတွေအရန်ဆိုးတယ်ပေါ့ကူတော်တို့ပါညာတို့ဆိုလို့ရှင်လဲစစ်တဖက်ကဘာတဲ့လူတွေတီကောင်းလဲတင်ခန်းဝတ်အာမနာဘူးခမရတို့ဝတ်ထားတဲ့ဟာကဒီဟာခမရတို့ ရှိခိုးနေတဲ့တန်ဖိုးရှိတဲ့တကယ့်ကိုလေးစားအပ်တဲ့တကယ့်ကိုနိဗ္ဗာန်ရောက်နိုင်တဲ့ဆိုတဲ့ဆိုပြီးမှခမရတို့ယုံကြည်ထားတဲ့သင်္ကန်းမဟုတ်ဘူးလားဖျားဝတ်ထားတဲ့သင်္ကန်းမဟုတ်ဘူးလားဟင်အောဘာရေကွာပုံချီတပါ အနေနဲ့မေတ္တာစုမေတ္တာပို့ပြီးမှဆူတောင်းပေးရမှာဒီလိုမဖြစ်ဖို့ဒီလိုမလောက်ဖို့ပေါ့တင်ကန်လဲဝတ်တယ်တင်ကန်မဝတ်ဘူးဆိုလို့ရှိရင်တော့ဖုန်ကြီးထွက်ပလိုက်ပေါ့တခါတည်းနဲ့ဖုန်ကြီးထွက်ပြီးမှကြိုက်တယ်လို့ပြောရတယ်ဖုန်ကြီးတပားမှာခရစ်ယာန်မှာဖြစ်ပြီးမွတ်စလင်မှာပဲဖြစ်ပြီးဗုဒ္ဓမှာပဲဖြစ်ပြီးတီဟာကိုထင်းကိုထင်းရမယ်ခမရတို့မထင်းတော့ခမရတို့ ဒီဝစီကိုမထိနိုင်တော့ဂျန်နဲ့အလုံးကလည်းပိုးပြီးမှအတူယူပြီးမှကြိုက်တယ်လို့လုပ်နေတယ်ခရစ်ယာန်မှာလည်းဒီလိုမျိုးရှိတယ်ဗုဒ္ဓမှာလည်းရှိတယ်ဟိန္ဒူမှာလည်းရှိတယ်မွတ်စလင်မှာလည်းရှိတယ်ဒါကြောင့်ကျွန်တော်တို့ကဒါမှကြိုက်တာအိုးဆောင်ဘာသာရေးပိုင်းမှာတကက်အလေးထားနေတဲ့လူကြီးပိုင်းပြောမယ်ဆိုဖုန်ကြီးတွေပေါ့ခမရတို့ဒီလိုနေမှာတော့အောက်ခြေကားတွေဆိုတော့ခမရတအူးကြောင့်မဟုတ်ဘူးလူတွေ ကျွန်တော်ပြောတာတအုပ်ပဲပြောတာဒါပဲပျက်စီးတာကလူအများကြီးပျက်စီးတယ်ခရိယာမှာလည်းဒီလိုပဲကျွန်တော်ခရိယာမှာလည်းတရားဟောတာလွဲသွားတာနဲ့သူတယောက်တည်းမဟုတ်ဘူးပါတဲ့အနောက်ကထောင်နဲ့တောင်းတဲ့လူတွေအယူလွဲကုန်တာဒါကြောင့်ခမရတို့ဖုံကြီးတွေဆိုအတော်တရီချပါဖုံကြီးဖြစ်ပြီးမှတင်ကောင်းကရဲ့အသားနဲ့တောင်မှကိုမေကိုလို့လို့ရေးရဲတယ်ဆိုလို့ရှိရင်တော့မင်းကြော် မင်းမေပြန်လို့ဆိုလို့ရှိရင်တော့ခမည်းချိုက်မလားဖုန်ကြီးတပါနော်အိမ်ထောင်မပြူဘူးမိမမယူဘူးဆိုတဲ့လူကဒီလိုစကားလုံးတုံးနေဆိုကြရရနဲ့မှားတယ်မှားတယ်ကျွန်တော်ကတော့ကန့်ကွက်တယ်မချိုက်ဘူးဖုန်ကြီးတပါကိုဖုန်ကြီးတပါဆိုပြီးမှຫນွေဦးတော်ထန်ရေးဆရာတော်ကြီးဆိုပြီးမှနာမည်ကြတော့မဲ့ထားလိုက်တယ်ကျွန်တော်တော့လေးစားလာတာအရင်တော့ တာထုံမစကားပြောတာလွန်တဲ့အားတွေအများကြီးရှိတော့ကျွန်တော်ကမပြောဘူးတခါမှကျွန်တော်ကွန်မန့်လည်းမပေးဘူးနားထောင်ပေးတယ်အေးဖုန်ကြီးလည်းလူပဲတခါတလေစမ်းတော့ရှိမှာဗောလို့ဒါနဲ့ပဲကျွန်တော်ကအဲအခုကျတော့ခမရတော့လွန်သွားပြီအောင်ခိုင်တို့မြင့်မြတ်တို့ကြောင့်နေဝန်းတို့ကြောင့်ပမာမလို့မပြောတာလားလို့ကျွန်တော်ပြန်မေးမယ်ဆိုလို့ရှိရင်ခမရတို့6ဟိုးမှာအဲ့လောက်ပဲပြောမယ်ထပ်ပြောရင်တော့လွယ်မှာမဟုတ်ဘူး